များပါပြီးခဲ့တဲ့အော်တိုဘာလတုန်းကဆိုလို့ရှိရင်ဈေးကွက်မှာရှိနေတဲ့လူအများစုမထင်သားပဲနဲ့ခရစ်တိုဈေးကွက်ကြီးတစ်ခုလုံးဟာကျဆင်းသွားတာကိုတွေ့ရှိရပြီးတော့ကျွန်တော်တို့ပြီးခဲ့တဲ့2018ခုနှစ်ကနေပြီးတော့အခုလက်ရှိအချိန်2025ခုနှစ်ရောက်တဲ့အထိအော်တိုဘာလမှာဈေးနှုန်းကျဆင်းခဲ့တယ်ဆိုတာအင်မတန်ရှားတောင်ရှားခဲဖြစ်စဉ်တစ်ခုဖြစ်ပေါ်သွားခဲ့ပါတယ်အော်တိုဘာလကိုဆင်းချုပ်လိုက်မယ်ဆိုရင်တော့ဈေးကွက်တစ်ခုလုံးရဲ့6%တိရခိုင်နှုန်းကျဆင်းလာခဲ့တာကိုတွေ့ရှိရမှာပါပြီးတော့ကျွန်တော်တို့အော်တိုဘာလဟာ အနီအောင်ပြတဲ့လာတာလည်းဖြစ်ပွားတော့ခဲ့ပါတယ်ဈေးကွက်ကိုပို့ပြီးဆိုးရွားသွားစေခဲ့တာတော့ trading လုပ်နေတဲ့လူတွေအနေနဲ့ leverage စပွားကိုအလွန်ကျွံသုံးချတာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ billion ပေါင်းများစွာ October လထဲမှာပဲ liquidation ဖြစ်ပွားသွားခဲ့ပါတယ်ဒါကြောင့် market ကအတက်ကြအင်မတန်မှများပြတဲ့လာတလာဖြစ်ခဲ့လို့လဲဆိုရမှာပါဒါပေမဲ့ Binance ကထုတ်ထားတဲ့ BNB လို့ coin တွေကတော့ဈေးကွက်အတက်ကြအင်မတန် နေပါပြီးတော့ဈေးနှုန်းခိုင်မာမှုရှိကြောင်းကိုတက်တည်ပြခဲ့ပါတယ်။ Poly Market တို့လို Onto Finance တို့လို Ecosystem Development Process တွေကနေပြီးတော့ BNB ကို အပိထောက်ခံမှုများစွာရရှိခဲ့လို့လည်းပါဝင်ပါတယ် volatility အလှုပ်ခတ်တွေကြားနေပြီးတော့ long term project တွေကို institution တွေ crypto project တွေကရွေးချယ်ပြီးတော့ investment လုပ်တက်တာလဲသင်ကန်းစာယူရမယ်အချက်ပါအော်တိုဘာလမှာအကြီးဆုံးသတင်းကောင်းတစ်ခုဖြစ်ပွားသွားခဲ့တာကတော့ x4o2 ပဲဖြစ်ပါတယ် x4o2 ဆိုတာကတော့အကောင့်နေ card system နေမလို့တော့ဘဲနဲ့ stable coin တွေနဲ့ဓာတ်ရိုက်ငွေလွှဲလို့ရမယ် payment protocol တစ်ခုပါဒီခဲ့တဲ့ October တလတည်းပါပဲနေ့စဉ် daily transaction ပမာဏဆိုလို့ရှိရင်9ဒိတ်2000ကိုကျော်လွန်သွားခဲ့တယ်ဆိုပြီးတော့သိရှိရပါတယ်တလလုံးဆိုလို့ရှိရင်တော့ transaction amount 3.8 million ဘူးရှိသွားခဲ့ပါတယ်ဒါဘာကြောင့်လဲဆိုလို့ရှိရင် तू က one click payment ဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ချက်နှိပ်လိုက်ရုံနဲ့ငွေပေးချေတဲ့အတွက်ကြောင့် transaction တွေလွှဲပြောင်းရတာအင်မတန်လွယ်ကူသွားတဲ့အတွက်ဖြစ်ပါတယ် AI APIs အသုံးပြုပြီးတော့ချိတ်ဆက်မှုတွေ meme squire နေရဲ့လှုပ်ဆောင်ချက်တွေကြောင့်ဒီ project ကို adoption ကလည်းရေခင်ကတည်းပုံမှုပြီးတော့ ့မြန်ဆန်လာခဲ့ပါတယ် Google Cloud Fair Cycle နဲ့ integration တွေလုပ်ထားတဲ့အပြင် Base BME Chain Solana Network တွေမှာပါ expansion လုပ်နိုင်ခဲ့တဲ့အတွက်လဲ project ကတော်တော်လေးအောင်မြင်မှုရရှိခဲ့ပါတယ်။စဉ်းစားကြည့်လိုက်မယ်ဆိုရင်ဗျာ intermediary trees တွေမလို့တော့ဘဲနဲ့ decentralized ပုံစံနဲ့ချက်ချင်းလမ်းငင်းကိုငွေလွှဲပို့လို့ရမယ်ပုံစံမျိုးပေါ့ဗျာ။ဒါဟာ web3 ရဲ့အနာဂတ် infrastructure လို့လည်းပြောဆိုလို့ရပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ October လမှာ user တွေဟာသူတို့ရဲ့ finance privacy ကိုပို့ပြီးတော့အာယုံဆိုင်လာကြတာကိုကျွန်တော်တို့စတင်ပြီးတော့သတိပြုမိပါတယ်။ဘာလို့ဒီလိုပြောရလဲဆိုလို့ရှိရင်တော့ကမ္ဘာထိပ်တန်း privacy coin ၃မျိုးရဲ့လစဉ် transaction ပမာဏဆိုလို့ရှိရင်ယနေ့အချိန်မှာ30ရာခိုင်နှုန်းကျော်တက်လာခဲ့တာကိုသိရှိရပါတယ်။အထူးသဖြင့်တော့ Zcash လို့ခေါ်တဲ့ ZEC coin ဟာဆိုလို့ရှိရင်နေ့စဉ် transaction ပမာဏ160ရာခိုင်နှုန်းတိုးတက်မှုနဲ့ဥဆောင်နေပါတယ်။ဒီလိုတက်လာတာကတော့ market မှာပိုမိုကောင်းမွန်တဲ့ privacy တွေနဲ့ features တွေကိုလိုချင်တဲ့အတွက်ကြောင့်မလို့အသုံးပြုသူ user တွေရဲ့ demand မြင့်တက်လာတာကိုပြသနေတာလည်းဖြစ်ပါတယ် ZK technology နဲ့ privacy focus decentralized application တွေလိုမျိုးခင်မီနီးပညာတွေအရဆိုလို့ရှိရင်တော့ဒီနေရာမှာအရေးပါတဲ့အခန်းကဏ္ဍမှာအခုနောက်ပိုင်း ပုံမှုပြီးတော့ပါဝင်လို့လာခဲ့ပါတယ်။နောက်ဆုံးအနေနဲ့ AI trading နဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာအချက်တစ်ခုကိုပြောပြကြပါမယ်။ NOF1 Research ကထိတ်တန့် LLMs Large Language Model 6ခုကို crypto trading ပြိုင်ပွဲလုပ်ပြီးစမ်းသပ်ခဲ့တယ်လို့ရလာတဲ့သူရှိချက်အရ accuracy ဆိုတာထက် risk management ကပိုပြီးတော့အရေးကြီးတယ်ဆိုတာကိုတက်တည်ပြသခဲ့ပါတယ်။ Gemini 2.5 version နဲ့ GPT 5 version တို့ဟာ အလွန်ကျော် leverage trading တွေယူခဲ့တဲ့အတွက်ကြောင့်မလို့ losses အကြီးအကျယ်ဆုံးရှုံးခဲ့ပေမဲ့လည်း Q1 3 Max နဲ့ DeepSeek version 3.1တို့ကတော့ risk နဲ့ပုံစံနဲ့ trading လုပ်ခဲ့တဲ့အတွက် win rate တွေမြင့်ပြီးတော့အမျက်များများရရှိခဲ့ပါတယ်။ဒါကိုကြည့်မယ်ဆိုလို့ရှိရင် AI ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ် trading လုပ်တဲ့အခါမှာ discipline နဲ့ risk management က success အောင်မြင်မှုအတွက်အရေးကြီးတယ်ဆိုတာကိုတက်တည်ပြသလျက်ရှိပါတယ်။ဒီတော့ပြီးခဲ့တဲ့အောက်တိုဘာလလုံးစာကိုခြုံငုံပြီးတော့ပြောပြရမယ်ဆိုလို့ရှိရင် market မှာ volatility အလှုပ်ခက်တွေရှိနေခဲ့ပေမဲ့လည်း payment technology ရဲ့အသစ်တွေ develop လုပ်နေတာကိုတွေ့ရှိရတယ်။ privacy coin တွေကိုအသုံးပြုသူ user တွေတန်ဖိုးထားလာတဲ့စိတ်ဝင်စားမှုမြင့်တက်လာကြောင်းကိုလည်းပြသနေတယ်။ဒါအပြင်မှာ AI trading နဲ့ပတ်သက်ပြီးတော့ risk management ကမရှိမဖြစ်လိုအပ်တယ်ဆိုတာကိုထင်ထင်ရှားရှား မြင်တွေ့ရမှာဖြစ်ပါတယ်လို့ပြောကြရင်ဗီဒီယိုကိုဒီမှာပဲဆုံးသက်ချင်ပါတယ်ခင်ဗျာအခုလိုမျိုး cryptocurrency နဲ့ပတ်သက်တဲ့အကြောင်းအရာတွေသတင်းချက်လက်စောင်းမတွေကိုမိတ်ဆွေတို့အစီအမပြတ်နားဆင်ဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်သွားလို့ရပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ပြီးမှပြန်ဆုံတွေ့ပါမယ်